မိဘတွေအတွက်အခက်ခဲဆုံးအချိန်ဟာတတမိမိတို့ဖျားနာတဲ့အချိန်ပဲဖြစ်ပါတယ်။ကလေးတွေဖျားနာတာဆိုရင်တော်တော်လေးကိုစိတ်အနှောင့်အယှက်ဖြစ်စေနိုင်တဲ့အရာပါ။မပြင်းထန်ဘူးဆိုရင်တောင်မှစိတ်ပူတာက ရော့မသွားပါဘူး။ဒီတစ်ခေါက်မှာတော့ကလေးတွေမှာဖြစ်လေဖြစ်တာရှိတဲ့ကျန်းမာရေးပြဿနာတွေအကြောင်းကိုနည်းနည်းလောက်ပြောပြပေးချင်ပါတယ်။ကလေးတွေမှာဖိလိပ္ပိတာရှိတဲ့ကျန်းမာရေးပြဿနာတွေထဲကပထမအဆုံးတစ်ခုကတော့အေးအေးမြဖျားနာပါ။ အေးမြဖြားနာတာကတော့ကလေးတွေမှာအဖြစ်များတဲ့ကျန်းမာရေးပြဿနာရေးတွေကတခုပဲဖြစ်ပါတယ်။အေးမြတာဟာဘာရဲ့ကြောင့်ဖြစ်တာဖြစ်ပြီးတော့ပတ်ဝန်းကျင်မှာအနီးကပ်ထိတွေ့နေတဲ့သူတွေစီကနေပြီးတော့ကူဆက်တတ်ပါတယ်။အေးမြတာကိုကောက်ွယ်ဖို့မဖြစ်နိုင်ဘူးဆိုပေမဲ့ကိုခါကကောင်းအောင်ဂရုစိုက်ပေးတာကအထီရောက်တဲ့နိလန့်တရက်ပဲဖြစ်ပါတယ်။အေးမြတာနဲ့အတူကြွက်သားတွေကြိုက်ခဲတာခေါင်းတွေကြိုက်တာကိုပါခံစားရနိုင်ပါတယ်။ကိုပူတာအဖျားတက်တာ ကိုလက်တွေကတ်ခဲ့တာမျိုးကိုခံစားရနိုင်ပါရဲ့နော် နောက်တစ်ခုအနေနဲ့ကကြတော့နာပိုးဝင်တာပါနာပိုးဝင်တာဟာလည်းတာတာမီမီတို့မှာအဖြစ်များပါတယ်ကလေးတွေကအရွယ်ရောက်ပြီးသူတွေအထက်နာပိုးဝင်နိုင်ခြေပို့ပြီးတော့များပါတယ်နာပိုးဝင်တာဟာဘက်တီးရီးယားနဲ့ဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့်ပါနာပိုးဝင်လာပြီဆိုလို့ရှိရင်တော့နားနာတာအဖျားတက်တာခြေကုန်လက်ပန်းကျတာအဲ့ရခတ်တာနားဥလာမျိုးတွေခံစားရနိုင်ပါတယ်နောက်တစ်ခုအနေနဲ့ကကြတော့တုတ်ကွေးပါ ်ကုတ်ကွေးဟာအသက်ရှူလမ်းကြောင်းကိုဗိုင်းရပ်ပိုးဝင်ရောက်ကူးစက်တာကြောင့်ဖြစ်တဲ့ဖျားနာမှုတရပဲဖြစ်ပါတယ်။ယောဂါဘုရှိတဲ့သူတွေနှာခြေချောင်းဆိုးတာကနေပြီးတော့ထွက်လာတဲ့အမုံတွေကနေတစ်စက်ကူးစက်ပါတယ်။ကုတ်ကွေးဖြစ်ပြီးဆိုရင်အိမ်တွေးကုထုံးတွေဖြစ်ကြတဲ့အနားယူရာအရင်မြမြတောက်တာဆေးတောက်တာတွေဒါမျိုးတွေနဲ့တက်တာအောင်လုပ်ပေးလို့ရပါတယ်။နောက်တဲ့တစ်ခုအနေနဲ့ကကြတော့လေပြုံရောင်တာပါ။ လေးမျိုးရောင်နေဆိုတာကအစုတ်တဲကလေးမျိုးနေရောင်နေပြီးတော့အစုတ်တဲမှာချွဲတွေဖြစ်ပေါ်နေတဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာကျန်းမာရေးပြဿနာတစ်ရပ်ပဲဖြစ်ပါတယ်။လေးမျိုးရောင်ပြဿနာအများစုကအသက်ရှူလမ်းကြောင်းအထက်ပိုင်းကိုဗိုင်းရပ်ဝင်ရောက်ကူးစက်တာကြောင့်ဖြစ်တာပါ။ဒီလိုမျိုးလေးမျိုးရောင်တာဟာချောင်းဆိုးတာရှင်ဘတ်တွေကအောက်တာခြေကုန်လက်ပန်းကျတာခေါင်းကိုက်တာကိုယ်လက်ကိုက်ခဲတာလေကြောင်းနာတွေကိုပါခံစားရနိုင်ပါတယ်။ ကလေးတွေမှာဖြစ်တဲ့ကျန်းမာရေးပြဿနာအများစုပါဆိုရင်အနာယူတာဆေးတောက်တာတွေလွန်လိုက်တဲ့အခါမှာသူ့ကိုယ်လိုတည်တာသွားကြတာများပါတယ်။အချို့လက္ခဏာတွေကတော့ပြင်းထန်တဲ့ကျန်းမာရေးပြဿနာတွေရဲ့ရှေ့ပြေးလက္ခဏာတွေဖြစ်နေနိုင်တာကြောင့်ဆရာဝန်နဲ့ပြသဖို့လိုအပ်တာမျိုးလည်းရှိနိုင်ပါတယ်။ဒီနေ့ပြပပေးကြတာဆိုရင်တော့ဖြစ်ကလေးတွေမှာဖြစ်ရဖြစ်တာရှိတဲ့ကျန်းမာရေးပြဿနာတွေအကြောင်းကိုဝေမျှပေးကြတာပဲဖြစ်ပါတဲ့။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်။